ာရီတိုင်းဒေသကြီးမှာမဟာသံပွဲတော်ကာလအတွင်းစီကားတိုက်မြိုက်စီဖို့အစိုးရဌာနမန်တပ်ကြီးများအလှပြရင်တွင်နဲ့တကြံတန်ကြအဖွဲ့များစီစဉ်ထားရှိပြီးမန်တပ်တွေမှာလည်းခိုက်ရန်ဖြစ်ပွားခြင်းနဲ့ဘုံကက်တို့အန်ဒီများမဖြစ်ပွားစေရန်ကြိုတင်စီမံထားတယ်လို့သိရပါဗျာ။ မဟာတကြံပွဲတော်ကလအတွင်းစီကားတိုက်မြိုက်စေရန်အစိုးရဌာနမန်တပ်များအပြင်မိသားစုမန်တပ်များကိုလည်းဆောက်လုပ်ခွင့်ပြုထားတာဖြစ်ပြီးပသိမ်မျိုးတစ်ခုထဲမှာပင်မန်တပ်ကြီး6ခုနဲ့ရဲရဲဖွဲ့များအလှပြရင်များအပါအဝင်တန်ကြပ်အဖွဲ့၈ဖွဲ့အထိပါဝင်ရှင်ပြိုင်ဖြောပြေသွားမှာဖြစ်ပါတယ်။တန်ကြပ်အဖွဲ့များမှာတန်ကြပ်စာသားများကိုစင်စာများဖြတ်တောက်ခြင်းမပြုဘဲဒုတာဝန်အရေးသုံးပါးနဲ့လူပုဂ္ဂိုလ်တဦးတယောက်ကိုရည်ရွယ်တိုက်ခိုက်တဲ့စာသားတွေကိုအသုံးမပြုရန်ညှိနှိုင်းဆောင်ရွက်ထားတာဖြစ်ပါတယ်။ မန်တပ်တွေမှာလည်းခိုက်ရန်ဖြစ်ပွားခြင်းနဲ့မှုကင်းများမဖြစ်ပွားစေရန်အတွက်ရဲတပ်ဖွဲ့လုံခြုံရေးများအပြင် CCTV ကင်မရာများကိုလည်းတပ်ဆင်ထားမှာဖြစ်ပြီးဘုံကတ်တုတ်သောအန်ဒီရဲကာကွယ်နိုင်ရန်တဲအိတ်များနဲ့တာယာများကိုအစင်သင့်ထားရှိမှာဖြစ်တယ်လို့ AR တိုင်းဒေသကြီးစီပင်သာရဲ့အဖွဲ့မှသိရပါဗျ။ AR တိုင်းဒေသကြီးမှာတကြံအတွင်းစီစဉ်ထားတာနဲ့ပတ်သက်ပြီးစီပင်သာယာရဲ့အဖွဲ့ညွှန်ကြားရေးမှူးဦးအောင်မင်းနိုင်ကအခုလိုပြောပါဗျ။ ကောမဒီအသီးသီးမှာပါဝင်တဲ့ကျွန်တော်တို့ဒီဌာနဆိုင်ရာများအားလုံးဟာဒီတကြိမ်ကာလကျွန်တော်ပြောပဲရှင်ခြင်းနဲ့အေးအေးချမ်းချမ်းပြည့်မြောက်နိုင်ဖို့အတွက်ကိုလူကြိုရေးစီမံနေဆိုလို့ရှိရင်မန္တန်တိုင်းမှာ CCTV ကင်မရာတွေကျွန်တော်တို့တပ်ဆင်အသုံးပြုဖို့အတွက်စီမံဆောင်ရွက်ထားကြပါတယ်နောက်တစ်ခါအဲမလိုလားတဲ့ဥမာပြင်ဘုတ်အန်ကြီးရဲ့ပေါ့နော်အဲဒီလိုရှိခဲ့မယ်ဆိုရင်အဲသဲအိတ် အတာဝင်းပေါ့နော်ဒီလိုလေးကျွန်တော်တို့စီမံဖို့ထားပါတယ် ညာတို့ကဟိုမှာ acid ပေါ့နော်အကယ်မဖြစ်ခဲ့ရဆိုရင်ကျွန်တော်တို့ကရေအနည်းဆုံးနဲ့အမြန်ဆုံးဆောင်ရွက်နိုင်ဖို့အတွက်ဒီလိုလေးကျွန်တော်တို့စီမံဆောင်ရွက်ခိုင်းထားပါတယ်ခင်ဗျာအော်နောက်ရင်သွားရင်လာရန်ရဲကင်းရှင်းဖို့အတွက်ကိုလည်းမြန်မာနိုင်ငံရတပ်ဖွဲ့ရင်းနေရတပ်ဖွဲ့နဲ့ပေါင်းပြီးတော့မှကျွန်တော်တို့ကလမ်းကြောင်းတွေကိုတလမ်းပေါင်းစနစ်သုံးဆွဲရဖို့လို့ကျွန်တော်တို့ကဟာကျွန်တော်တို့ရင်ရအတီးတန်းသွားလာနိုင်ဖို့လို့ဒီလိုလေးတွေလည်းကျွန်တော်တို့ကပေါင်းဆက်ပြီးတော့မှစီမံဆောင်ရွက်ထားရှိပါတယ်ခင်ဗျာ AR ရတိုင်းဒေတာကြီးအတွင်ရှိမြို့များအနက်ပသိမ်မြို့တကြံပွဲတော်ဟာအစီကားဆုံးဖြစ်ပြီးနှစ်စဉ်ပင်ရင်တိုက်မှုများလမ်းပိတ်ဆို့မှုများဖြစ်ပွားလေ့ရှိတာဖြစ်ပါတယ်။